ါမှာကျွန်တော်ဒီတစ်ခေါက်တော့ဓာတ်ပုံပညာမှာဒီဓာတ်ပုံကင်မရာစကေးပေါ့နော်အဲ့ဒါပြီးသွားရင်ဘာတွေဆက်လေ့လာလို့ရမလဲဆိုတဲ့အကြောင်းပြောကြတာပေါ့နော်ဒီအာကင်မရာကကျွန်တော်တို့ကဒါကင်မရာဝယ်ပြီးသွားရင်အကုန်လုံးကတော့ဒီဒီကင်မရာနဲ့ဓာတ်ပုံဘယ်လိုရိုက်မလဲစပြီးလေ့လာကြတာပေါ့နော်ဘေးစက်အခြေခံကင်မရာကင်တွဲပုံနောက်ကြတော့ manual scale ပေါ့နော်ဒီဒီ shutter speed တို့ iso တို့နောက် aperture တို့အဲ့ဒါတွေ လိုက်တဲ့နေအကြောင်းလေးလာပြီးသွားရင်ဘာတွေဆက်လေးလာလို့ရတယ်လဲပေါ့နော်ဒီတစ်ခေါက်တော့အဲ့အကြောင်းလေးပြောကြမယ်ပေါ့ဆိုတော့ကျွန်တော်တို့ကဒီခုနပြောတဲ့အကြောင်းတွေလေ့လာပြီးသွားရင်ဘာတွေကြံသေးလဲဆိုတော့အများကြီးကြံသေးတယ်ကျွန်တော်တို့ကဘယ်လိုပြောမလဲဒါကဟိုကျွန်တော်တို့ကဒီဒီပညာရပ်ကိုကျွန်တော်တို့ကဒါအစပေါ့နော်ဒါကျွန်တော်တို့ဒါဒီ မေခာမလီခာအေယာဝရီမြင့်ရဲ့ဟိုအစကနေစရဲဆိုရင်ကျွန်တော်တို့ကဒီကင်မရာရဲ့ဒီ technical scale ပေါ့နော်အဲ့ဟာလေးလာပြီးသွားရင်အဲကိုကျွမ်းသွားပြီဆိုရင်အကုန်လုံးကဘယ်လိုပြောမလဲနော်ဟိုဒီအာကိုကိုကိုဒီဓာတ်ပုံမှာ fine သွားပြီပေါ့နော်အဲ့လိုမျိုးတခုခုအာတင်ယူလို့ပြီးဟို level တခုရောက်သွားပြီလို့ထင်တာပေါ့နော်တကယ်တမ်းတော့အဲ့ဟာက technical ကျွမ်းကျင်မှုကအဆပဲရှိသေးတယ်ပေါ့နော်ဒါရှေ့လျှောက်အများကြီးလေ့လာမယ် scale တွေအများကြီးကြံသေးတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီတစ်ခေါက်ပြောချင်တာပေါ့နော်ဒီတစ်ခေါက်ဘာကြောင့်ပြောရသလဲဆိုတော့တချို့တွေကစောစောပြောလို့ပဲအဲ့လိုဒီ technical scale နဲ့ lighting တွေကျွမ်းသွားရင်ဒါသူတို့လှုပ်ရှားလို့ရပြီလို့ထင်တဲ့ level မျိုးအထင်ရောက်သွားတတ်ကြတယ်ပေါ့နော်ဘယ်လိုပြောမလဲကျွန်တော်ဒီဟိုကျွန်တော်တို့ဒီ hata site တွေမှာတွေ့ရတဲ့လိုမျိုးပေါ့နော်ဒီဒီ ပန်းမဝင်ခင်တက်မထောင်နဲ့လည်းပဲပုံစံမျိုးပေါ့နော်ဒါပန်းမဝင်ခင်အောင်မွေးခံတဲ့အပြေးသမားလို့အလိုလိုပုံစံမျိုးဖြစ်ကုန်တာပေါ့နော်တကယ်တမ်းတော့ကျွန်တော်တို့ကဒီပညာရက်တစ်ခုကိုလေ့လာရဆိုအမှန်တော့အဆုံးသတ်မရှိဘူးပေါ့နော်နောက်ကြောက်တော့ဟန်ဘယ်ဖြစ်ဖို့လိုတယ်ပေါ့နော်အဲအဲဟာလေးကိုပြောချင်တာဥမာဆိုရင်ကျွန်တော်တို့ကဒီခုန technical skill တွေကျွမ်းသွားပြီဆိုရင်တကယ်လှူစားမယ်ဆိုရင်အများကြီးပဲလေ့လာဖို့ကြံနေရပေါ့နော်ဒါဘာကြီးကြံနေလဲဆိုတော့ဒါကဒီဥမာဖြစ်ဆိုရင် ဓာတ်ပုံရိုက်စားမယ်ဆိုရင်အများစုကခုခေတ်မှာကအင်တာနက်ပေါ်နေဒါမှမဟုတ်ဒီ online workshop တွေ join နေပြီးတော့ရက်တို့ workshop တွေ join ပြီးသွားရင်လှူစားလို့ရတယ်လို့ထင်တာအမှန်တော့အဲ့ဒီဟာတွေကအများစုက technical skill ပဲသင်ကြတာပေါ့နော်ဒါဒီတကယ်ဒီလက်တွေ့လုပ်ငန်းခွင်မှာသင်ယူရမယ်ဒါလိုအပ်တဲ့ skill တွေမပါသေးဘူးပေါ့နော်ဒါတွေကဓာတ်ပုံပညာပဲဖြစ်ဖြစ်ရုပ်ရှင်ပညာပဲဖြစ်ဖြစ်အကောင်ကကျောင်းနေသွားတက်ရင်လည်းအတူတူပါပဲတချို့ဒီ သုံးလေးလင်းနှစ်လောက်တင်ရတဲ့အကြောင်းတွေမှာလည်းဒါတင်ပြီးသွားရင်တကယ်တမ်းတော့လုပ်ငန်းခွင်ဝင်မယ်ဆိုရင်ဒါတန်းပြီးတော့တကယ်ဆရာကြီးလည်းပဲမဖြစ်နိုင်ဘူးပေါ့နော်မဖြစ်နိုင်ဘူးဆိုတော့များသောအားဖြင့်တော့စာရွေးလက်တွေ့တင်ပေးလိုက်ပြီမယ်တကယ်ဒီ business model လို့ခေါ်တဲ့ဒီဒီရက်တည်ဖို့ scale မျိုးတွေကအများကြီးလေ့လာဖို့ကြံနေအဲ့တခုကိုလည်းလေ့လာဖို့လုပ်နေပါတော့အဲ့တခုဒီကလေ့လာမယ်ဆိုရင်တော်တော်များများကကိုက scale ကျရင် freelance စလုပ်မယ်ဆိုပြီးတော့ အဲ့လိုမျိုးပြောကြတာကြားရတယ်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့ freelance မလုပ်ခင်တော့လာခစားရင်ဝင်ပြီးတော့လှုပ်စေခြင်းတယ်လို့ကျွန်တော်အကြံပေးခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့အာဒီပညာရပ်တစ်ခုကဒါဒီတင်ပြီးသွားရတယ် freelance တန်းလုပ်ဖို့ ready မဖြစ်သေးဘူးလို့ယူဆလို့ပေါ့နော်လာခစားပါကြောင်းလောက်ရတယ်ဆိုတာဆက်ပြောပါမယ်ဥပမာအဖြစ်ဆိုကျွန်တော်တို့ကဒီဓာတ်ပုံမှာဆိုရင်လည်း commercial လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဒါလေ့လာမယ့်အပိုင်းတွေအများကြီးရှိသေးတယ်ကျွန်တော်တို့ကဒီ အထူးသဖြင့်ဒီစီးပွားရေးတစ်ခုအနေနဲ့ run မယ်ဆိုရင်ကို့မှာမိတ်ရှိလားဗောနော်မိတ်ကို့အလုပ်လာအမဲသူရှိလားမရှိဘဲနဲ့ဂျိုချားဂျိုချားမှလာအပ်တဲ့လူလောင်းနေဆိုရင်တော့ကိုကဒီလုပ်ငန်းကို full time လုပ်လို့အဆင်ပြေမှာမဟုတ်ဘူးပြီးတော့ဒီအာရက်တည်ဖို့အတွက်ဆိုရင်လည်းအဆင်ပြေမှာမဟုတ်ဘူးအင်ယာကြွေးထားရဆိုရင်တော့တစ်မျိုးပေါ့နော်အဲ့လိုမျိုးပေါ့ဒါအပူဝင်ငွေမုံဘိုးလိုမျိုးရရဆိုရင်တော့တစ်မျိုးပေါ့မဟုတ်ခနဲ့ကိုကကိုဟိုဒီဆိုင်ငန်းနေငှားမယ်အဲ့လိုမျိုး run မယ်ဆိုရင်တော့ဒါအဆင်မပြေဘူးအဲ့ဒါကြောင့်မို့လို့ကို့ ကိုလူတိအောင်လုပ်ဖို့လိုတယ်မိတ်လိုတယ်ဗောနော်ဒါမိတ်ကိုရဲ့လက်ရအောင်လူတိဖို့လိုအပ်တယ်နောက်တစ်ခုကကျွန်တော်ကျွန်တော်တို့ကဒီဒီရက်တိဖို့အတွက်ဇယိတ်တွေကဒီဘလောက်ဆိုရင်ခြေမှလဲဆိုတာမျိုးတွက်တဲ့ဟာမျိုးကြီးလဲလိုအပ်တယ်ဥပမာဆိုရင်ဒီကြောင်ညာရိုက်ကွေးပဲဖြစ်ဖြစ်ဒိုကူမန်ထရီရိုက်ကွေးပဲဖြစ်ဖြစ်ပစ္စည်းတွေငှားရမှာလားဒါမို့တခြားဆိုရင်အက်ဒီတာတွေငှားရမှာလားနောက်တစ်ခုကမီးတွေငှားရမှာလားအဲ့အမျိုးတွက်ဖို့လဲလိုတယ်ဗောနော်အဲ့အမျိုးတွေ ရှူတယ်မန်နေဂျာတွေပြီးတော့ဒီဒီကိုကဒီတရုတ်ဆောင်တွေကိုငှားတဲ့အပိုင်း manage လုပ်တဲ့အပိုင်းတာဝန်ဆက်ယူမှလားအဲ့လိုလိုမျိုးပိုင်းနေ maker ဆရာတွေအဲ့မျိုးခေါ်ရမယ်ပြီးတော့သူတို့ရဲ့တော်ရိုက်လာရေးတွေစီစဉ်ရမယ်အဲ့မျိုးအများကြီးပဲပေါ့နော်အဲ့မျိုးတွက်တဲ့ scale တွေလည်းတင်ယူဖို့လိုတယ်ဒါဒါ commercial ပိုင်းပေါ့နော်တခြားဆိုရင်ကျွန်တော်တို့ဒီအာဒီအဖွဲ့အစည်းတွေအတွက် documentary ကျွန်တော်အရင်အဖွဲ့အစည်းတွေအတွက် ဒီ documentary အတူလိုမျိုး report video လိုမျိုးတွေရိုက်တာဆိုတော့အဲ့အဲ့ line ကိုတော့ပို့ကျွမ်းကျင်တယ်ပေါ့နော်အဲ့ line မှာဆိုရင်လည်းကျွန်တော်တို့အများကြီးပဲကျွန်တော်တို့ကပြစရာ portfolio ရှိပြီလားပေါ့နော် portfolio ရှိပြီလားနောက်ပြီးတော့ဒီသူတို့ခေါ်တဲ့ဒီဒီအလုပ်ခေါ်စာကိုပေါ့ကျွန်တော်တို့ကအာဘလို့ဘလို့လျှောက်ရလဲပေါ့နော်ဒီခါလေးကျရင်သူတို့ကဒါတန်တာလို့ခေါ်တယ်တန်တာစနစ်နဲ့သွားတာပေါ့နော်အမြဖွဲ့စည်းများစုကတော့တန်တာစနစ်နဲ့သွားတယ် သူတို့ item တောင်မှဒါ proposal တင်ပေးရပါတော့ proposal လို့ခေါ်တဲ့တင်ပေးရဆိုရင်ကျွန်တော်တို့ကဒီ English လို့ဒါဒီ proposal ကတော့ဘယ်နည်းဘယ်ရက်မှာအဲ့လိုမျိုးပေါ့နော်ဘယ်ဖွဲ့စည်းအတွက်ကျွန်တော်တို့ကသူတို့လိုချင်တဲ့ဒါ procurement ကိုဘယ်လိုမျိုးရိုက်ပေးနိုင်မှာလဲဆိုတဲ့ဟာမျိုးပြင်ပြီးတော့တင်ရတာပေါ့နော်ဒီရဲမှာ feature တွေကဘယ်လောက်ပါမယ်ပေါ့နော်ဒါဘယ်လိုအဘလူးကင်မရာတွေဘာရိုက်မယ်ဆိုတာမညွန်းနဲ့ပေါ့နော်ဒါဒါမလို့ကျွန်တော်ကဘလူး quality မျိုးနဲ့ဘယ်လို sample မျိုးတွေပြပြတော့ဒီလိုပုံစံမျိုးထွက်အောင်ကျွန်တော်တို့ကဘယ်လိုမျိုးရိုက်မလဲဘဏ္ဍာလအတွင်းရိုက်မလဲပြီးတော့ဒီအဲဈေးကြီးကတော့ဒီလိုဒီလိုယူပါတယ်ဆိုတာမျိုးပဲပေါ့เนาะပြီးတော့ဒီ content တွေကကျွန်တော်တို့ကဒီအဖွဲ့အစည်းကိုပဲပေးมาဖြစ်ပြီးတော့ဒါတခြားသူတွေကိုလည်းပြလည်းမပြဘူးရောင်းလည်းမရောင်းဘူးเนาะ confidential ထားမယ်အဲ့လိုမျိုးအမှားခံချက်တွေနဲ့ကျွန်တော်တို့ကအဲ့လိုမျိုး quotation ပြန်တင်တယ်ပေါ့เนาะအဲ့လိုမျိုး through မှာအဲ့အနေမှာ ကျွန်တော်တို့ဒီရွေးပြီးတော့အဲ့လိုမျိုး email ပြန်လာတာမျိုးရရှိမယ်အဲ့လိုအဲ့လိုမျိုးပေါ့နော်ခါလေးကြလဲရွေးမခံအောင်ဆိုတာလဲပုံမှန်ပါပဲဒါတဘာဝအဲ့လိုပဲဒါအဖွဲ့စည်းတွေမှာသူတို့တတ်မှတ်တဲ့အာဒီ budget တစ်ခုရှိပြီးသားပေါ့နော်အဲ့ budget နဲ့ကိုယ်နဲ့ kait တယ်ကိုယ်လောက်ခဲ့ဘူးတာနဲ့ kait တယ်ဆိုရင်သူတို့ကရွေးလိုက်မယ်မ kait ရင်တော့မရွေးဘူး reply မလာဘူးပေါ့နော်ဒါအဲ့လိုမျိုးပဲပေါ့နော်ဒီခါလေးကြလဲအဲ့လိုမျိုးအရွေးမခံအောင်ဆိုပြီးတော့လဲ စိတ်ဓာတ်ကြနေလို့တော့မရဘူးပေါ့နော်အဲ့လိုအဲ့လိုပုံစံတော့ရှိတယ်အဲ့လိုပုံစံမျိုးတွေနဲ့သွားတယ်ပြီးသွားရင်အဲ့လိုမျိုးဒီရွေးတဲ့ဆိုရင်လည်းကျွန်တော်တို့ကစာချုပ်လက်မှတ်ထိုးရမယ်ပြီးတော့သူတို့မှဒီ payment terms လို့ခေါ်တဲ့ဒီပတ်စံပေးတဲ့အပိုင်းတွေမှာဆိုရင်ဒါတချို့အဖွဲ့အစည်းတွေကတော့ဘလောက်ကြိုပေးတယ်တချို့အဖွဲ့အစည်းတွေကတော့အဲ့လိုမျိုးတဝက်ကြိုပေးရမျိုးတွေရှိတယ်တချို့အဖွဲ့အစည်းတွေကအဲ့လိုမျိုးပေါ့နော်ဒီ25% 30%လောက်ပဲအရင်ကြိုထုတ်ပေးတာရှိတယ်အဲ့လိုမျိုး project တစ်ခုလုံးပြီးသွားပြီဆိုတော့မှ ကြံတဲ့ငွေရုပ်ပေးတာမျိုးရရှိတယ်ဒါမှမဟုတ်တချို့ဖွဲ့စည်းတွေကြောက်အကုန်ရိုက်ပြီးအပြီးစီကြမှာဒလုံးတစ်ခဲတည်းနဲ့ပေးတာမျိုးရရှိတယ်အဲ့လိုအဲ့လိုပုံစံမျိုးတွေလဲဒါငွေကတည်းကဒီဒီစာချုပ်ဖြစ်ပြီးဆိုကြတဲ့အလေးလာမယ်ပြီးတော့အဲ့လိုမျိုးပေါ့နော်ဒါသွားမယ့်အပိုင်းနေရှိတယ်ဒါဒါမျိုးတွေကအများကြီးပဲဒါ business မှာဆိုရင်အဲအမျိုးကြီးလေးလာဖို့လိုတယ်နောက်ပြီးတော့ကျွန်တော်တို့ကရိုက်ရိုက်မယ်ဆိုရင်လည်းကျွန်တော်တို့ကဒါကျင့်ဝင်တဲ့အညီ ဒါသတင်းတော့လိုမျိုးတယောက်လိုပါပဲသတင်းသမားအနေနဲ့ငှားတာမဟုတ်ပေမဲ့ကိုကဒါကျင့်ဝတ်နဲ့လှုပ်ရှားတဲ့အပိုင်းနေရှိတယ်ကျွန်တော်တို့ကဒီရိုက်ကူးတဲ့အခါကျရင်ကျွန်တော်တို့အရင်ဒါဗီဒီယိုတည်တံ့လုပ်ဖို့ရဲ concern လို့ခေါ်တဲ့ဒါဒီရိုက်ခံရတဲ့သူတွေရဲ့ဒါခွင့်ပြုချက်ပေးပါတယ်ဆိုရဲဆာရွက်ဆာရန်ဒါမဟုတ်ဗီဒီယို concern လို့ဟာမျိုးတွေလို့တယ်ကျွန်တော်တို့ကဒါအဖွဲ့အစည်းအတွက်ရိုက်တာဘယ်နေရာမှာသုံးမယ် ကြောင်ညာအတွက်မဟုတ်ဘူးဒါအဖွဲ့အစည်းရဲ့ကောင်းကျိုးအတွက်ဒါအလူရှင်တွေကိုပြန်ပြဖို့အဲ့လိုပုံစံမျိုးတွေကျွန်တော်တို့ကဒီပါဝင်တဲ့သူတွေကိုရှင်းပြရတယ်ကျွန်တော်တို့ကဒါ journalism နဲ့တခြားတူတာကကျွန်တော်တို့ကပါဝင်တဲ့သူတွေကိုဒီဒီအခကြေးငွေပေးပြီးတော့လဲအာပြီးတော့တရားဆောင်ခိုင်းလို့မရဘူးသူတို့ပြီးတော့ဒီအဲ့လိုမျိုးပေါ့နော်လက်ထိုးပြီးတော့လဲသူတို့ဟိုကိုဖြည့်စေခြင်းနဲ့အကြောင်းအရာတွေ ဖြေခိုင်းလို့လည်းမရဘူးပေါ့နော်အဲ့လိုကျင့်ဝတ်တရားတော့ရှိတယ်အဲ့လိုမျိုးဘိုင်းနေရှိတယ် concern လို့ရယ်ပေါ့နော်ဒါကျွန်တော်တို့ကရိုက်တဲ့ character တိုင်း concern နေလို့လည်းတစ်ခါလေကြာရင်မျက်နာပြလို့မရတဲ့သူရယ်ဆိုရင်လည်းတစ်ခါလေရိုက်ကွေးမှာကြည်ရနှုတ်မှားရတယ်သူတို့မျက်နာပြလို့မရဘူးဝါပေးတာမျိုးပဲဖြစ်ဖြစ်ရိုက်ကြတဲ့ဟာမျက်နာမပေါ်ဘဲနဲ့ရိုက်တာမျိုးဖြစ်ဖြစ်အဲ့မျိုးတွေလောက်ရတဲ့ဘိုင်းနေရှိတယ်ပေါ့နော်ဒါမျိုးတွေကရိုက်ကွေးဘိုင်းပြီးတော့ပြီးသွားတဲ့ခါကျရင်လည်း editing မှာလည်းကျွန်တော်တို့ကဒါအစောက condition တင်တဲ့အပိုင်းပေါ်မူတည်ပြီးတော့ဒါဒီမြန်မာစကားကိုအင်္ဂလိပ်ဘာသာပြန်ထိုးပေးမှလားအိုက်စားပဲပေးမှလားဒါမှမဟုတ်ကိုက edit ပဲလုပ်ပေးမှအဲ့နောက်ဆုံးဒီအတန်ဒီအတန်တွေကိုနားထောင်ပြီးတော့ဒီဘာသာပြန်ပေးရတာအဖွဲ့အစည်းကနေကျွန်တော်တို့ပြန်လုပ်ပေးရမယ်ဆိုတာမျိုးဒီစာချုပ်ပေါ်မူတည်ပြီးတော့အဲ့လိုမျိုးပြန်လည်သွားရတာမျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးပြီးသွားတဲ့ခါကျရင်တော့ကျွန်တော်တို့ကဒီ အလုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့သူတို့ data တွေပေးရတယ်ကျွန်တော်တို့ကဒါအဖွဲ့အစည်းတွေနဲ့အလုပ်လုပ်တဲ့ခါကျရင် data တွေကများသွားဖြစ်ကျွန်တော်တို့က portfolio အတွက်ဒီဒီအဖွဲ့အစည်းကိုတော့ရိုက်ထားရိုက်ပေးဘူးတယ်ဆိုတာမျိုးပြလို့ရတယ်ဒါပေမဲ့ဒီ footage တွေဘာတွေကိုသတင်းအတွက်တွေတို့ဘာတို့ပြန်ရောင်းတာတို့ပြိုင်ပွဲဝင်တာတို့လုပ်လို့မရဘူးပေါ့နော်ဒါတခြားအဖွဲ့တွေကိုလည်းရောင်းလို့မရဘူးဒါဒါကျင့်ဝတ်နောက်တစ်ပိုင်းပေါ့เนาะအဲ့လိုပုံစံမျိုးရရှိတယ်။ဒါနောက်ပြီးတော့ဒါဒီအဖွဲ့အစည်းတွေအတွက်ရိုက်ပေးတာ confidential ဖြစ်တယ်အဲ့ဒီတဲကပုံတွေကိုလည်းကျွန်တော်တို့ကတစ်ခါလေးကြာရင် behind the scene ဆိုပြီးတော့ကျွန်တော်တို့ကကြော်ညာအနေနဲ့လည်းတုံးလို့မရအောင်ကျွန်တော်တို့ကနောက်တစ်ခုက collaborate ဆိုပြီးတော့တော်တော်များများတုံးတုံးနေဟာမှားနေရပေါ့နော်ဒါ Facebook ပေါ်မှာဆိုရင်ဒီ brand နဲ့ဒီကိုက photographer ဘယ်သူမှမအောင်မအောင် photographer ပေါ့နော်ဒီဒီ brand နဲ့ cross x လေးနဲ့အလိုမျိုးပေါ့နော် collaborate လုပ်တယ်ဆိုတာမှားနေ collaborate ဆိုတာကအကျိုးတူပူးပေါင်းမှာ collaborate လို့ခေါ်လို့ရတာ။ तू ကကိုယ်ငှန်း तू ကကိုယ့်ရဲ့ client ပဲ။ဒါကိုယ်ကစားပဲပေးရတာ collaborate လောက်တာမဟုတ်ဘူးเนาะကျွန်တော်တို့ကအမျိုးဒီအဖွဲ့အစည်းတွေဒီအလုပ်တွေမှာဒါကျင့်ဝတ်ရဆိုလောက်ခွင့်မရှိဘူးပေါ့เนาะ။နောက်ပြီးတော့ဒီတော်တော်များများက commercial ပဲရရကျွန်တော်တို့ကဒီ behind the scene လို့ပြောအောင်ဆိုရင်ကျွန်တော်တို့ကတင်လို့မရဘူးပေါ့เนาะ။ဒါအဖွဲ့အစည်းတွေနဲ့လောက်နေတဘောတရားတူတူပဲအဲ့လိုပုံစံမျိုးနဲ့တော့သွားတယ်။နောက်တစ်ခုက invoice လို့ဟာမျိုးတွေတင်ရမယ်။ invoice ဆိုရင် ဘယ်လိုပုံစံနဲ့တင်ရမလဲဆိုတော့သူဒီအဖွဲ့အစည်းတွေမှာသူတို့ format တွေရှိတယ်အဲဒီ format တွေအတိုင်းဘယ်လိုမျိုးတင်ပေါ့နော်သူတို့ဒါ format မကြောက်ဆိုသူတို့ finance တင်ငါနေပြီးတော့ဘယ်လိုဘယ်လိုတင်မှာဆိုပြီးတော့ပြောတာမျိုးရှိတယ်ဒါဒါမျိုးတွေကဒါအဖွဲ့အစည်းတွေနဲ့လောက်တာပေါ့နော်နောက်တစ်ခုဆောစောပြောသလိုဒီ artist လို့ဟာမျိုးတွေဒါ documentary တမားတွေဆိုရင် နောက်ဒီလောက်ရတဲ့ပုံစံနောက်တစ်မျိုးဖြစ်သွားအောင်ကျွန်တော်တို့ကဒီ အာဒိုကူမန်ထရီလောင်တမ်းအဲ့လိုမျိုးကို personal project လုပ်တဲ့သူတွေဆိုရင် ကို project ကိုဒီနိုင်ငံတကာမဂ္ဂဇင်းတွေမီဒီယာတွေမှာပါတဲ့နေဆိုရင် pitch လုပ်တယ်လို့ခေါ်တယ်အဲ့ pitch လုပ်တဲ့ဟာနဲ့ဒီ editor တွေ CEO email တွေပို့ရတယ်ပေါ့နော်တခါအများသောဖြစ်တော့အာ editor တွေ CEO email တွေစာရှိတွေရှင်းပြပြီးပို့တဲ့ခါကျရင် reply ပြန်လာတော့နဲတယ်ပေါ့နော်ဒါကကိုယ့်ရဲ့ quality နဲ့ကိုယ့်ရဲ့အနေထားဒီ level အနေထား scale နေထားပေါ့ကြီးလည်းအများကြီးမှုတွေရယ်ပေါ့နော်နောက်တစ်ခုကဟိုးရင်လည်းပြောပြပါတယ်အဲဒီဒီ magazine တွေမှာယုံကြည်စိတ်ချမှုတားလို့လည်းကျွန်တော်တို့ကဒီ documentary ပဲဖြစ်ဖြစ် journalism ပဲဖြစ်ဖြစ်ဒီဒီသတင်းကိုလိုက်တဲ့အခါဒီမှတ်တမ်းတင်တဲ့အခါကျရင်ခုနကလိုကျင်းဝတ်နဲ့အညီထုတ်လုပ်ထားသလားမလုပ်ထားဘူးလားဆိုတော့ဒီ editor တွေကမသိနိုင်ဘူးကျွန်တော်တို့ကဒါမိတ်ဆက်တဲ့အခါကျရင်လည်းကျွန်တော်ကဒီမှာရိုက်ထားပြီမဲ့ ျွန်တော်လှမ်းပြီးပို့တဲ့ဟာဟိုဒီကဘာတချမ်းအမေရိကန်လို့ဟာမျိုးဆိုရင် editor မသိနိုင်ဘူးဥရောပ editor လည်းမသိနိုင်ဘူးမသိနိုင်တော့များသောအားဖြင့်သူတို့တွေကမယူတာများတယ်ဆိုတော့အဲ့လိုမျိုး editor တွေကို patch လုပ်မယ်ဆိုရင်များသောအားဖြင့်ကောင်းတာတော့ဂျားကန်ပေါ့နော်ဒီ recommend လုပ်ပေးတဲ့ editor တွေတိတဲ့သူတယောက်ကနေပြီးတော့ကို recommend လုပ်ပေးရင်တော့ပို့ပြီးတော့ထိရောက်တယ်ပေါ့နော်အဲ့လိုမျိုးထိရောက်တယ်သူကအမခံပေးရဲ့ဒီ ီဓာတ်ပုံဆရာကိုတော့ငါတိတယ်။သူကအဲ့လိုမျိုးကျင်းဝင်တဲ့အညီလောက်တာပြီးတော့သူ project တွေကောင်းတယ်အဲ့လိုအဲ့လိုပုံစံမျိုးချားထဲကနေဝင်ပြီးတော့အဲ့လိုမျိုး CC နဲ့မိတ်ဆက်ခံပေးမိတ်ဆက်ပေးတဲ့အဲ့လိုမျိုးပေါ့နော်ဒီဆရာတွေတိတဲ့ဒီ local ကအထင်ကြီးရဓာတ်ပုံဆရာတွေကနေပြီးတော့ recommend လုပ်ပေးရင်တော့အလုပ်ဖြစ်တာပုံများတယ်ပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်အဲ့လိုပုံစံနဲ့သွားတယ်ဒါ page လောက်တဲ့ဟာဆိုရင်လည်းတော်တော်များများမကျွမ်းကျင်ကြဘူးပေါ့နော်ဒါ page လောက်တဲ့နည်းတွေရှိတယ်အဲ့လိုမျိုးခုနကလို့ စောစောပြောသလိုလိုမျိုးဒါဆိုရင်တို့ကရွေးလိုက်ပြီးဆိုရင်ကိုပုံတွေကပါလာပြီးမဂ္ဂဇင်းတွေပါရင်မှာပါပြီးဆိုရင်တော့ဒါအဲ့လိုမျိုးပေါ့နော်ခုနလိုနောက်တစ်ခုကဒီဈေးညီးတဲ့ဟာမျိုးရရှိတယ်ဒီပစံဘယ်လောက်ပေးလဲဆိုတော့မဂ္ဂဇင်းတွေပေါ်တော့မူတည်ရပေါ့နော်ဒါတချို့မဂ္ဂဇင်းတွေကတော့နည်းနည်းပေးတာလည်းရှိတယ်တချို့မဂ္ဂဇင်းတွေကတော့များများပေးတာမျိုးတွေလည်းရှိတယ်နောက်တစ်ခုကကျင့်ဝတ်အနေနဲ့ကတော့ကျွန်တော်တို့ကဒီဥမာဖြစ်ဆိုရင် ဒီပြင်သစ်ကမဂ္ဂဇင်းကကိုယ့်ပုံတွေကို publish လုပ်တော့မယ်ဆိုရင်ကိုကချင်းဝင်အနေနဲ့ဒီ story ကိုပဲနောက်ထပ်ပြင်သစ်ကဒီဒီမဂ္ဂဇင်းတို့သတင်းစာတို့မှာနောက်ထပ်သွားပြီးတော့ချိတ်ဆက်တာမျိုးမလုပ်အောင်ဘောနော်အနည်းဆုံး6လလောက်ခွာရတယ်ဘောနော်အဲ့လိုလိုပုံစံမျိုးတော့ရှိတယ်ဒါကနားလည်မှုဘောနော်ဒါနားလည်မှုနဲ့အဲ့လိုပုံစံမျိုးသွားရတဲ့ဟာမျိုးရှိရှိတယ် page လောက်တယ်ဆိုတော့လေခုနကပြောတဲ့ pitch လုပ်တယ်ဆိုတာလည်းများသောအားဖြင့်တော့ email နဲ့စာပို့တာပေါ့နော်ဒါလည်းဘယ်လိုမျိုးပေါ့နော်ဒီအရင်ပြောဘူးတလို့ပါပဲရီးစားစားလိုမျိုးပါပဲကိုကြွေအောင်လို့ရေးရတာပေါ့နော်အရင်ပါ story တွေလောက်ဖူးတယ်အဘယ်ဖွဲ့စည်းမှာတော့ဘယ်ပြတိုင်းချင်းမှာတော့ပြဘူးတယ်သိရမလားဘလို့စုမျိုးတော့ရခဲ့ဘူးတယ်အဲ့လိုမျိုးထင်ကြရရှိတဲ့စုမျိုးလို့ဟာမျိုးရေးအဲ့လိုလိုမျိုးရေးထဲ့ပြီးတော့လိုရင်းတူရှင်းရေးပေါ့နော်အခြေအ í တွေမှာရေးနေဒါဒီစာနေနေနဲ့၃ဘိုက်လောက်အတွင်းမှာအပြီး အဲ့လိုမျိုးရေးဖို့လည်းလိုအပ်တယ်ပေါ့နော်ဒါတချို့တွေကတစ်ခါလေကြာရင် page လုတ်တယ်ဆိုတော့မကျွမ်းကျင်ကြအောင်ဒီမှာကျွန်တော်တို့ကဒီအများစုကဒီ artist ပဲဖြစ်ဖြစ်ဒီ journalist ပဲဖြစ်ဖြစ်အများစုက storytelling skill ကိုတိတ်မကျွမ်းကျင်ကြအောင်အကောင်ကခက်ကတောင်းဆိုလို့ဒါအကောင်က journalist လို့ဟာမျိုးဖြစ်လာဆိုတော့များစွာဖြင့်စနစ်တကျတင်ချိန်မရအောင် artist တွေဆိုရင်လည်းသူတို့စနစ်တကျမတင်ခဲ့ရတော့ တချို့ပိုင်းတွေမှာအားနည်းတယ် international exposure လို့ဟာမျိုး international နဲ့ထိတွေ့မှုပိုင်းတွေမှာနားနားလည်မှုအားနည်းတယ်ပေါ့နော်တခါလေးကြာရင်အရှိကြီးတွေရှင်းပြတာမျိုးရှိတယ်ကိုလုံးတဲ့ project မလို့ကိုလုံးတဲ့ project ကိုတချောင်းနဲ့ရှင်းပြနိုင်မှုအရေးကြီးတယ်လူရင်းတို့ရှင်းဒါကအဲ့လိုအရှိကြီးနဲ့ရှင်းပြနေရပြီဆိုကြတဲ့ကိုကကိုအလောက်ကမဟုတ်တော့ဘူးပေါ့နော်ဒါမှားနေပြီလို့ပြောလို့ရတယ်ကိုရိုက်ထားတဲ့ဓာတ်ပုံ story ကို တချောင်းနဲ့ရှင်းပြဆိုရင်တချောင်းနဲ့ရှင်းပြနိုင်ရမယ်ဘာလို့ရိုက်ထားလဲဆိုတာအဲလို့လို့မျိုးပေါ့နော်အဲ့ဒါကိုလည်းစဉ်းစားနေတယ်တော်တော်များများတခုခုရိုက်ထားပြီးရင်ရှင်းပြဆိုရင် way wide နေတာတအားများတယ်ပေါ့နော်ဓာတ်ပုံ story ဆိုရင်လည်းဒီ visually မှာအကောင်းဆုံးက repetitive လို့ခေါ်တဲ့ထပ်နေတာအများတယ်ဒီအကြောင်းအရာအတူတူပဲပဲဒီပုံလေးလှလို့လာထည့်ထားတာတော့အဲ့လိုမျိုးပေါ့နော်ဒီအဲ့လိုမျိုးထပ်သွားတာအများတယ်နောက်အဲ့လိုပုံစံမျိုးတွေဒါအားအားနဲ့နောက်တစ်ခုက အဲ့ဒါဖြတ်ထုတ်ဖို့တအားအားနဲ့လို့ယူဆရတယ်ပေါ့နော်ကျွန်တော်ဒီပြီးခဲ့တဲ့ပတ်တရားဆိုရင်ဒါ DVB ကဒီ documentary ပြိုင်ပွဲဟာဆိုရင်ကြည်တာပြိုင်ပွဲဝင်တဲ့အာဇလန် documentary ဇလန်အများစုပါဆိုရင်မလို့အဖဲပေရှည်နေတာကြီးကြည်များနေတာပေါ့နော်16မိနစ်လောက်အနည်းဆုံးမိနစ်20ဝန်းကျင်လောက်ရှည်ကြအများတယ်15မိနစ်ကနေမိနစ်20လောက်ဒါမှပြောချင်တဲ့ point ကဘာလဲဆိုတော့လေဘာမှလည်းမဟုတ်ဘူးပေါ့နော်ဒီ ပါပြီးသားအကြောင်းအရာတွေကိုပဲနောက်တစ်ခေါက်ပြန်ထပ်ပါနေတဲ့ဟာမျိုးရအောင်ရှိတယ်အဲ့လိုမျိုးတွေဆိုအဲ့လိုအဲ့လိုအပိုင်းတွေကိုလည်းသတိထားစေချင်တယ်ကိုကဗီဒီယိုပဲရရထပ်ပုံမှန်ရရပေါ့နော်အဲ့လိုမျိုးလိုရင်းတူရှင်းတဲ့ point တစ်ခုကိုပဲပြောဖို့ပို့ပြီးတော့အရေးကြီးလာတယ်ဘာလို့လဲဆိုတော့ဒီနေ့ခင်မှာလူတွေကဒီစိတ်ဝင်စားစရာတွေမီဒီယာတွေကဘောင်းဆောင်ရှိနေအောင်ဆိုရှယ်မီဒီယာဆိုရင်ကျွန်တော်တို့ကဒီထပ်ပုံတွေဗီဒီယိုအတူလေးတွေအများကြီးနေအဲ့လိုခြားတယ်မှာကို ကိုယ့်ရဲ့ဇလံကိုယ့်ရဲ့ဓာတ်ပုံဟာအဖွင့်နေပါတယ်ကအဆပြောဆွဲဆောင်မှုမရှိရင်လူတွေကကြော်သွားမှာပဲဗောနော် short to the point သွားဖို့ကတအားအရေးကြီးတယ်မလိုတဲ့ဟာတွေဖြုတ်ပြဲနောက်တော့ဖြစ်ရင်ဒီမြန်မာ story teller တွေအများစုကမားတဲ့ဟာမလိုအပ်တဲ့အပိုင်းတွေပြောတယ် personal မလိုအပ်ဘူးเนาะ personal အပိုင်းတွေပေါ့เนาะဒီကိုရိုက်တဲ့ character ရဲ့ ဒီတခြားဟိုတိဖို့မလိုအပ်တဲ့အကြောင်းအရာအထိဒီဒေးသွားတာပေါ့နော်အဲဒီဟာတွေပါထည့်ထားတာတွေကမလိုအပ်ဘူးတခါလေး character building လို့ခေါ်တဲ့တိဆောက်တဲ့အပိုင်းမှာလိုဘူးသလောက်လေးပဲဟိုပဲထည့်တဲ့နေတိတ်အများကြီးထည့်လိုက်တဲ့အခါကျရင်ဟုံသွားပြီးတော့လူတွေကပြင်းပြီးတော့ကြော်သွားလိမ့်မယ်ပေါ့နော်အဲလိုလိုပုံစံမျိုးရှိရအဲဒီတစ်ခုလည်းသတိထားတယ်ဒါ pitching ဘိုင်းပေါ့နော် pitching ဘိုင်းပြင်ကျွန်တော်တို့ကပုံတွေပိုင်းဒါ conduct ဘယ်လိုလုပ်ရလဲပေါ့နော်ဒီဟာကိုဒီ ဒါ story ကရိုက်ပြီးသားဆိုရင်တော့ကိစ္စမရှိဘူးတမ်းပြီးပါဒါမှမဟုတ်သူတို့က assignment ပေးတယ်ဆိုရင်ကိုကအဲ့ character လိုဟာမျိုးဒီအကြောင်းအရာလိုမျိုးဘယ်လိုပုံစံနဲ့ပုံဖော်မလဲဆိုအောင် editor ကိုနားလဲအောင်စာနဲ့အရင်ရှင်းပြလို့ရင်းတို့ရှင်းရှင်းပြပြီးတော့အဲ့လိုမျိုးသွားရိုက်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြီးရင်ပုံနေဆိုရင်လည်းကျွန်တော်တို့ကရိုက်သမျှပုံနေပါ යි ဟိုအကုန်လုံးကြီးပေးစရာမလိုဘူးပေါ့နော်များသောအားဖြင့်တော့ကိုကရိုက်လာတဲ့ project ကို edit လောက်ရမယ်ကိုက ဒီတပတ်လောက်ရိုက်တဲ့ project မှာပုံ200 300လောက်ရှိတယ်ဆိုရင်အဲ့ဒီကနေမှလူရင်းတူရှင်တုံးလို့ရမယ်ပုံမျိုးလို့မျိုးပုံ40 50လောက်တော့ပေးတယ်နော်အဲ့လိုမျိုးအဲ့ထက်နည်းနဲ့ရပါတယ်30လောက်ပေါ့ဒါပေမဲ့အဲ့ထက်တိုင်းနည်းကြလဲအဆင်မပြေဘူးပေါ့နော်အဲ့လိုအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့က editor ကိုပြန်ပေးတယ်နည်းအဲ့လိုပြေးပြီးသွားရင်ကဒါပါတယ်ပေါ့နော်ဒါ magazine တွေမှာပါတယ်ပြီးရင်ပတ်စံရတယ်ပေါ့နော်ပတ်စံတော့ ဒါဒီဘက်ဖွဲ့စည်းရင်းနဲ့လုံးလုံးများစွာဖြင့်ခုပေးခုရလဲဆိုတာမရှိပါဘူးအနည်းဆုံးတော့သူတို့တလားလောက်တော့ကြာကြအများရတယ်ပေါ့နော်ကိုက invoice တင်ရတယ်ပြီးရင်သူတို့ပြန်ကြလာတယ်ပတ်စံပြန်လွှဲတယ်တချို့ဖွဲ့စည်းတွေကပတ်စံရပြီဆိုရင် receive လို့ခေါ်တယ်လက်ခံရရှိချောင်းစာပြန်တောင်းတယ်အဲမျိုးကြရင်လည်းကိုကအဲ့လိုစာလေးနဲ့လောက်ပြီးတော့ PDF file လေးအဲ့လိုမျိုး email ပို့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်ဒါဒါ documentary photo journalist တွေဖိုင်ပေါ့နော်နောက်တခြားဆိုရင်ဒီ ပြာကန်းနေတဲ့အချိန်ဆက်ဘလို့လှုပ်လို့ရတယ်လဲဆိုမျိုးကြီးလဲ ice skate တွေလည်းအများကြီးပဲဓာတ်ပုံပြပွဲလှုပ်ချင်တယ်ဆိုရင်ပြပွဲကိုဘလို့လုပ်မလဲကိုယ့်အတွက်ကဒါ curator လို့ခေါ်တဲ့ဒီဓာတ်ပုံပြပွဲကိုအမှုပညာဆန်းဆန်းစီစဉ်ပေးတဲ့နောက်ထပ်အဲ့လိုမျိုး editor သဘောမျိုးပါပဲသူကဓာတ်ပုံပြပွဲရဲ့ editor အမှုပညာပြာကန်း editor လို့ပြောရင်ရတာပေါ့နော်သူကနေပြောမှာတခြား season ပြီးတော့တခြား media နဲ့ထပ်ထည့်တာမျိုးတွေလည်းဖြစ်နိုင်တယ်ဓာတ်ပုံတည်တာမဟုတ်ဘဲနဲ့ ကိုရိုက်ထားတဲ့အဖြစ်ပြက်ကိုပို့ပြီးတော့အားဖြည့်ပေးမယ်ဥမာဆိုရင်အဲ့လိုမျိုးတခြားလက်ရာ installation လက်ရာလိုဟာမျိုးတွေလိုဒါမှမဟုတ်အတန်ပိုင်းဆိုင်ရာမျိုးတွေသွင်းမလားသူကအားမျိုးစဉ်းစားရတယ်ပေါ့နော်ဒါပြာကန်ရဲ့အကျံဘလောက်မှာပုံပဲ site လောက်ကိုဆိုရင်ဘယ်နှပုံဆန့်မလဲဆိုတာမျိုးတွေကိုစဉ်းစားပေးတယ်ဒီ story တစ်ခုလုံးကို story က online မှာပြရတဲ့အချိန်မှာဒါကပုံ30လောက်ပြလို့ရပြီမယ်ဒါပြာကန်မှာပြရင်အခန်းချင်း 15ပုံလောက်နဲ့ဒီ story ကိုတရုပ်ဖော်ဘယ်လိုပြမလဲအဲ့လိုလိုပုံစံမျိုးကြီးစဉ်းစားပေးတဲ့ဟာမျိုးကြီးရှိတယ်ဘုနော်အားမျိုးကြီးဆိုတာပုံနေဆိုတာလည်းရမ်းချိတ်ရတာမဟုတ်ဘူးဘုနော်ဒါအမှုပညာဆန်ဆန် story telling သဘောတရားနဲ့အဲ့လိုမျိုးပြန်ပြီးတော့ edit ပြန်လုပ်ရတဲ့အပိုင်းမျိုးကူပေးတဲ့ curator လို့ဟာမျိုးရရှိမယ်ပြီးတော့ဒီထပုံနေဆိုရင်လည်းဒါဒီပြပွဲလုပ်ပြီးသွားရင်ပြပွဲစရိတ်ကြည့်အောင်ပတ်စံဘလို့ပြန်ရှားမလဲပေါ့နော်ကိုက post scale လေးတွေလောက်ရအောင်မလားဇင်းလို့ခေါ်တယ်အဲ့လို ဒီ cut လောက်ဒါမှမဟုတ်ပြပွဲ cut လောက်လိုမျိုးလေးတွေလောက်ရအောင်မလားအဲ့လိုမျိုးပေါ့နော်အဲ့လိုတခြားဘယ်လိုမျိုးကနေပြန်ရှာလို့ရမလဲဆိုတာမျိုးစဉ်းစားရတဲ့အပိုင်းနေဆိုရင်လည်းအများကြီးလေ့လာဖို့လိုတယ်ပေါ့နော် drum များများအဲ့ဘိုင်းနေဆိုရင်တိကုန်မတိကြအောင်မတိတာကိစ္စမရှိဘူးရှိမှန်းကိုမတိနေတာပြဿနာရှိတယ်ဒီပညာရက်တွေတခြားနောက်ထပ်လေ့လာမယ်ပညာရက်တွေရှိနေမှမတိတဲ့အခါကျတော့အဲ့လိုမျိုးကိုကအဲ့လိုမျိုးကင်မရာခြင်တက်ပြီးရိုက်တဲ့အခါကျရင်အဲ့လိုမျိုး ဒီ level တွေကိုဝင်ပြီးတော့တန်းပြီးတော့ business လိုမျိုးစရမ်းပြီဆိုရင်အားမျိုးတွေကိုကကျင့်ဝတ်တယ်ပြီးတော့ဥပမာဆိုရင်အဝတ်စားစားအဝတ်စားဆိုတာကျွန်တော်ကဒီဒီ journalism documentary မှာတော့ဟိုအရင်လိုတာတော့မဟုတ်ပါဘူးဥပမာဆိုရင်ကိုက wedding ရိုက်တယ်ဆိုရင် wedding မှာဘောင်းမီတို့နဲ့အဲ့လိုမျိုးပေါ့နော်ဒီ through မင်းငါဆောင်တင်းအရောင်ရှိတဲ့အချိန်မှာကိုကဘောင်းမီတို့နဲ့ခင်ဗယ်ကြီးကိုင်ပြီးတော့ရှေ့ရနေကိုယူကာယအဲ့လိုမျိုး ရိုက်နေရမျိုးဆိုမသိတော့ဘူးပေါ့နော်အဲအမျိုးတွေအတွက်ဘလို့သွားမယ်အဲ့လိုမျိုးပေါ့နော်ဒီဒီပလိုမတ်တွေနဲ့ထပ်ပုံရရင်ဘလို့ပုံစံနဲ့သွားရတယ်စကားပြောတာအစားဘလို့မျိုးပြောရတယ်ဆိုမျိုးရင်မသိနေအားရရှော့ရှိတယ်ပေါ့နော်ဒါကခုကတော့အချမ်းမြင့်လောက်ပြောပြပါပေါ့နော်နောက်အသေးစိတ်ကြမှာနောက်ကြရင်ဗီဒီယိုပိုင်းတွေလောက်ပြီးတော့ ID ဒါ pitching အကြောင်းဖြစ်ဖြစ်နောက် curator အကြောင်း exhibition အကြောင်းဇင်းအကြောင်းအအမျိုးလေးတွေဒီနဲ့ ပြန်လောက်ပါအောင်ပဲပေါ့နော်ဒီတစ်ခေါက်တော့ဒီလောက်ပါပဲဟုတ်ကျေးဇူးပါ